ကပ်ပါပဲဆိုပြီးမှ၎င်းမိခိုပေါက်ရောက်နေသော လက်ခံတွေမှ စာရည်စာအဟာရဓာတ်များကိုစုပ်ယူစားသုံးသောအပင်မျိုးတွေများဖြစ်ပြီးကပ်ပါအမျိုးအစားအပင်များစွာရှိသည် ကပ်ပါပင်ကိုကြီးလိုက်ရင်ပုံမှန်အပင်များခဲ့သူပင်ဖြစ်တော်လဲကပ်ပါပင်ဟာသူမီခိုးနေထိုင်ရာလက်ခံပင်မှအစာအာဟာရများကိုတဖြည်းဖြည်းနဲ့စုပ်ယူစားသုံးပြီးကိုယ်တိုင်ကြီးထွားဖွံ့ဖြိုးလာစေဖို့ကိုယ်ပိုင်အဖြစ်ကြီးဆောက်မှုပြုတယ်ဒီလိုနဲ့ခြေဟုတ်တွယ်မိပြီးပြီနဲ့ရက်တက်မှုမရှိဘဲပို၍ပို၍ရှင်သန်ကြီးထွားကြတယ် ောက်ချိုကိုပစ္စည်းတွေရလောအောင်ဘယ်လောက်ရှင်းလဲဒီနေ့လောအကအတွက်9600ရှင်းပေးလိုက်ပါလေဆရာအဲ့ဒါအပါဝင်စုစုပေါင်း22သိန်းရှင်းပေးပါပြီဆရာဒါကတော့အခြားကွန်ကြစိတ်တွေကမီအောင်ပို့ပြီးတွက်ထားတဲ့ငွေတောင်းခံလာပါဆရာ36သိန်း2000ပါလုတ်အားက73စီနဲ့ဆက်ရန်တရားအသုံးစေးအစရှိတဲ့နိုင်ငံတော်ရဲ့ဘန္ဒာရံမုံငွေမှ3ဆွဲငွေများကိုဘန္ဒာရေးကျင့်စဉ်နဲ့အညီ3ဆွဲရန်လိုအပ်ခြင်း ရုံးဌာနမှအချက်လက်များကိုကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ပြီးပြင်ပသို့ပေါက်ကြားစေပြီးကိုကြိုးရှာခြင်းဒီစင်းတရားထောက်ထားရလူကြီးမင်းတို့ကုမ္ပဏီကပေးသွင်းရမယ့်ငွေပမာဏ300ကျတယ်ဗျအဲ့တော့ဗျာ အဂရီလိုက်စားခြင်းကြောင့်နိုင်ငံတော်ဤရငွေများနှင့်နာဆုံးရှုံးခြင်းနိုင်ငံတော်ရဲ့ဘန္ဒာယမုံငွေကိုဘန္ဒာရေးကျင့်စဉ်တဲ့အမည်သုံးစွဲမှုမရှိခြင်းကိုချိုးအတွက်ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ခြင်းအဂရီလိုက်စားခြင်းကြောင့်နိုင်ငံတော်ရဲ့ရငွေများနှင့်နာဆုံးရှုံးစေခြင်းများဟာအများပြည်သူရဲ့အကျိုးနိုင်ငံတော်ရဲ့အကျိုးကိုထိခိုက်စေပါတယ် လူတူတယောက်ဤကိုကျိုးအတွက်ဖြစ်စေစုအဖွဲ့တစ်ခုဤအကျိုးအတွက်ဖြစ်စေအလौဌာဏတစ်ခုဤအကျိုးအတွက်ဖြစ်စေမယိုးဖြောင့်မမှန်ကန်တဲ့လုပ်ရများလှုပ်ဆောင်ခြင်းဟာနိုင်ငံတော်ရဲ့ဗန္ဒာရံမုံငွေနဲ့နိုင်ငံတော်ပိုင်းပစ္စည်းတွေကိုထိခိုက်နစ်နာဆုံးရှုံးစေပြီးအများပြည်သူရဲ့အကျိုးနိုင်ငံတော်ရဲ့အကျိုးကိုထိခိုက်နစ်နာစေပါတယ်ကျွန်ုပ်တို့တိုင်းပြည်ဟာသစ်ပင်ကြီးနဲ့ဒူပါတယ်တပ်ပားပင်များကုတ်တွယ်နေတဲ့သစ်ပင်ကြီးဟာညှိုးနွမ်းချောက်တွေ့သွားတာကြောင့်သင်ငန်းစာယူရပါမယ် ဒါကြောင့်ကပ်ပားပင်များကိုတွေ့တဲ့အခါကျွန်ုပ်တို့ကူညီပြီးရှင်းလင်းပေးရပါမယ်။ကပ်ပားပင်များကလက်ခံပေးပြီးဝါးမျိုးချင်းမပြုတ်သေးခင်ရှင်းလင်းနှိမ်နင်းရမှာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ကျွန်ုပ်တို့တွေကပ်ပားပင်မဖြစ်ကြဘူးပဲဖြစ်ပါတယ်။